ရန်ကုန်မြို့သူဝနာကွင်းမှာကျင်းပမဲ့ ISPE အမျိုးသမီးအသင်းရှင်ပြိုင်ကစားမဲ့အာရှအမျိုးသမီးချန်ပီယံလိပွဲစဉ်တွေကိုလာရောက်အားပေးမဲ့ပရိသတ်တွေအတွက်ကွင်းဝင်ကြီးအခမဲ့တတ်မှတ်လိုက်ပြီးဖြစ်တယ်လို့အပြန်ခရီးအဆင်ပြေစေဖို့အခမဲ့စီးနင်းနိုင်မဲ့ကားတွေကိုလည်းစီစဉ်ထားတယ်လို့မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ကသတင်းထုတ်ပြန်ပါတယ်။မူလကကြိုတင်လက်မှတ်တွေကို တူဝနာခွင်ဂိတ်အမှတ်နှစ်မှာရူရူရန်2000ကျပ်အထူရန်9000ကျပ်နဲ့ရောင်းချပေးနေတာဖြစ်ပြီး လက်ရှိမှာတော့ကွင်းဝင်ခြေကို အခမဲ့တတ်မှတ်ပေးလိုက်တာပါဒါအပြင် အပြန်ခီးအတော့ကားတွေကိုလမ်းကြောင်း၅ကြောင်းစီစဉ်ထားပြီးလမ်းကြောင်းတစ်ကြောင်းကို ကား၅စီးနှုံနဲ့စုစုပေါင်းကား25စီးစီစဉ်ထားတယ်လို့ဆိုပါတယ် ISPE အမျိုးသမီးအသင်းဟာအာရှအမျိုးသမီးချန်ပီယံလိပြိုင်ပွဲအုပ်စုစီမှာဂျပန်ကလပ်တိုကျိုဗာဒီဘယ်လီစာ ညောင်ကိုရီးယားကလပ်နာဂိုဟျောင်းဝူမန်စ် FC တောင်ကိုရီးယားကလပ်ဆူဝွန် FC ဝူမန်အသင်းတို့နဲ့အတူကြားရောက်နေပြီးနိုဝင်ဘာ9ရက်ည9နာရီမှာဆူဝွန် FC ဝူမန်အသင်းနိုဝင်ဘာ12ရက်ညနေ3နာရီမှာတိုကျိုဗာဒီဘယ်လီဇာအသင်းနိုဝင်ဘာ15ရက်ည9နာရီမှာ နာဂူဟျောင်း Women's FC အသင်းနဲ့ရှင်ပြိုင်ကစားရမှာဖြစ်ပါတယ်။ ISPE အမျိုးသမီးအသင်းရဲ့ပွဲစဉ်တွေကို Skynet Sport X, Skynet Application Channel 9, MRTV ရုပ်သံလိုင်းတွေကနေ Dial Live ထုတ်လွှင့်ပြသသွားမှာဖြစ်တယ်လို့သိရပါတယ်ရှင်။